စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ I Donald John Trump do solemnly swear I Donald John Trump do solemnly swear that I will People's Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ပါ American သမရရာထူးကိုတတိယသက်တမ်းတာဝန်ယူခြင်းတည်းဆိုတဲ့စကားကိုနောက်ပြောင်းပြီးပြောခဲ့တာမဟုတ်ဘူးလို့ Donald Trump ဖြေခဲ့တာကိုမှတ်မိကြမယ်လို့ထင်ပါတယ် အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ဘသူတဦးတယောက်မှ သမရ၄နှစ်တက်တန်းကိုနှစ်ခါထပ်ပိုတောင်းဝင်မယူသင့်ဘူးလို့အတိအလင်းပြဋ္ဌာန်းထားပါတယ်။ဒါပေမဲ့ထရမ့်ကတော့2029နှစ်စံပိုင်းမှာယာတုတက်တန်းစေပြီးအင်ဖြူရော်ကနေထွက်ခွာပေးဖို့ကိုလိုလိုလလရှိဟန်မတူပါဘူး။ဒါကြောင့်ထရမ့်အတွက်တတိယသမရတက်တန်းကဖြစ်နိုင်ခြေရှိသလားဆိုတဲ့မေးခွန်းဒီပြောပြအောင်မယ့်အစီအစဉ်ကနေတုံးသက်ပြပါမယ်။ အမေရိကန်မှာပထမဆုံးသမ္မတဂျော့ချ်ဝါရှင်တန်လက်ထက်ကလေးကသမ္မတဆက်ဆက်ဟာလေးနှစ်တက်တန်နှစ်ကြိမ်ထပ်ပိုပြီးတာဝန်မယူတဲ့မူကိုကျင့်ဝတ်တစ်ခုလိုလေးစားစောင့်ထိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကာလမှာသမ္မတတီယိုဒိုရိုးစဗတ်ကအဲ့ဒီအစဉ်အလာကိုချိုးဖျက်ပြီးတတိယလေးနှစ်တက်တန်တာဝန်ယူခဲ့ပါတယ်။ပြီးတော့သရုပ်ထလေးနှစ်တက်တန်စတင်ထမ်းဆောင်နေရင်လပိုင်းအကြာမှာကွယ်လွန်ခဲ့တာပါ။သူကတက်တန်၄ကြိမ်စလုံးကိုရွေးကောက်ပွဲမှာအနိုင်ရပြီးတာဝန်ယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့အမေရိကန်ရဲ့ဖွဲ့စည်းပုံဥပဒေမှာသမရတအူက၄နှစ်သက်တမ်းနှစ်ကြိမ်ထက်ပိုတာဝန်ယူခွင့်မရှိဘူးဆိုတဲ့ပြင်ဆင်ချက်ကိုတီတီကြကြထည့်သွင်းခဲ့တာဖြစ်ပါတယ်။အခုတော့ Trump ကဖွဲ့စည်းပုံအခြေခံဥပဒေကိုစိန်ခေါ်ခြင်းတဲ့သဘောမျိုးပြောဆိုလာခဲ့တာဖြစ်ပါတယ်။သူကပထမအကြိမ်သက်တမ်းအပြီး Joe Biden ကိုရှုံ့နှိမ့်ခဲ့ချိန်တုန်းကရွေးကောက်ပွဲရလဒ်ကိုလွှတ်တော်မှာအတီးပြုတ်ကြေညာလို့မရအောင်သူ့ကိုအားပေးထောက်ခံတဲ့သူတွေကိုတွယ်ဝိုက်လှုံ့ဆော်ပေးပြီး အမေရိကန်ဒီမိုကရေစီသမိုင်းမှာအကြီးတန်းစေတဲ့လွှတ်တော်စည်းနှင်းမှုကြီးဖြစ်ပေါ်စေခဲ့သူမျိုးပါတနည်းအားဖြင့်အာဏာကိုလက်မလွတ်ခြင်းလို့ဖြစ်နိုင်သမျှနီလန်အားလုံးကိုထုတ်သုံးမဲ့လူစားမျိုးလို့သတ်မှတ်နိုင်ပါတယ်ဒီတော့တတိယအကြိမ်သမရသက်တမ်းကိုရယူခြင်းသေးတယ်ဆိုတဲ့ထရမ့်ရဲ့စကားကပေါ့ပေါ့တန်တန်သဘောထားလို့တော့မရပါဘူးဒါဆိုထရမ့်ဘာပြောသလဲ NBC သတင်းဌာနနဲ့ဖုန်းအင်တာဗျူးတစ်ခုမှာထရမ့်ကအဲ့ဒီတတိယသမရသက်တမ်းတာဝန်ယူခြင်းတဲ့စန်တာကိုအတီးပြုတ်ခဲ့တာဖြစ်ပါတယ် သူပြောခဲ့တဲ့စကားကနောက်ပြောင်တာမဟုတ်ကြောင်းသူ့ကိုတတိယသမရသက်တမ်းတာဝန်ယူစေခြင်းတဲ့သူအများကြီးရှိကြောင်းအဲ့ဒီကိစ္စကိုအကောင့်ထဲပေါ်နိုင်ဖို့နီလန်းတွေလည်းရှိကြောင်းထရမ့်ကပြောပါတယ်။ဒါပေမဲ့ဒီကိစ္စကိုအကောင့်ထဲပေါ်ဖို့ကခရီးရှည်ကြီးဆက်သွားဖို့လူသေးတယ်လို့သူ့ရဲ့လက်ရှိသမရသက်တမ်းကလည်းအစောပိုင်းမှပဲရှိသေးကြောင်းထရမ့်ကပြောပါတယ်။သူကဒုတိယသမရသက်တမ်းကုံဆုံးတဲ့အခါမှာအသက်82နှစ်ရှိနေမှာပါ။ကမ္ဘာပေါ်မှာအခက်အခဲအကြမ်းတမ်းဆုံးအလုပ်တစ်ခုအတွက် အဲ့ဒီအသက်အရွယ်မှာတာဝန်ယူနိုင်စွမ်းရှိပါမလားလို့ NBC ကမေးတဲ့အခါ Trump က "तू ဟာအလုပ်လုပ်ရတာကြိုက်တဲ့သူပါ"လို့ပြန်ဖြေပါတယ်။ပြီးခဲ့တဲ့ January လတုန်းက Trump ဟာသတင်းတောက်တွေနဲ့တွေ့တဲ့အခါသူ့ဘဝရဲ့ဂုဏ်အယူရဆုံးအလုပ်ကိုတစ်ချိန်နှစ်ချိန်ထဲမကပဲတက်တန်း၃ချိန်၄ချိန်တွေအထိတာဝန်ယူသွားခြင်းတယ်လို့ပြောမှုပါတယ်။နောက်တော့အဲ့ဒီစကားကနောက်ပြောင်ခဲ့တာပါလို့ Trump ကဆိုပါတယ်။ဒါပေမဲ့အခုတခါ NBC နဲ့ interview ကြပြန်တော့နောက်ပြောင်ခဲ့တာမဟုတ်ပါဘူးဆိုပြီး လေတံပြောင်းသွားတာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကရောဘလို့ပြဋ္ဌာန်းထားလဲ။အမေရိကန်ရဲ့ဖွဲ့စည်းပုံဥပဒေကတော့ဘယ်သူမှတတိယသမရသက်တမ်းထမ်းဆောင်ခွင့်မရှိဘူးလို့အတိအလင်းသတ်မှတ်ထားပါတယ်။ဖွဲ့စည်းပုံဥပဒေရဲ့22ကြိမ်မြောက်ပြင်ဆင်ပြောင်းလဲမှုမှာဘလို့လူပုဂ္ဂိုလ်ကမှသမရနေရာအတွက်2ကြိမ်ထပ်ပို့ပြီးရွေးကောက်ခံပိုင်ခွင့်မရှိတဲ့အကြောင်းပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ theory အရဆိုရင် Trump ကအမှန်တကယ်တတိယသက်တမ်းအတွက်တာဝန်ယူခြင်းရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲရပါမယ်။ဒါလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဖွဲ့စည်းပုံဥပဒေကိုပြောင်းလဲဖို့အတွက်အမေရိကန်ရဲ့အထက်လွှတ်တော် အောက်လွှတ်တော်နှစ်ရပ်စလုံးမှာရွေးကောက်ခံအမတ်စုစုပေါင်း၃ပုံ၂ပုံရဲ့ထောက်ခံမှုကိုလိုပါတယ်။ပြီးတော့အမေရိကန်ပြည်ထောင်စုပြည်နယ်အစိုးရအားလုံးရဲ့၄ပုံ၃ပုံလောက်ကလည်းထောက်ခံရမှာဖြစ်ပါတယ်။ Trump ကိုစားပြုတဲ့ Republican Party ကလွှတ်တော်နှစ်ရပ်လုံးမှာအင်အားအသာစီးရထားပါတယ်။ဒါပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲနိုင်လောက်တဲ့ အပြတ်အသတ်ဥဆောင်မှုမျိုးတော့မရှိပါဘူး။ပြီးတော့ပြည်내အစိုးရ18ခုက Democratic Party ရဲ့ဥဆောင်ဖွဲ့စည်းမှုအောက်မှာရှိနေပါတယ်။ဒါကြောင့် Trump ကတတိယအကြိမ်သမရဖြစ်ချင်ရင်ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်တဲ့နည်းလမ်းကိုတော့မေ့ထားတာကပိုကောင်းပါလိမ့်မယ်။ဒါဆိုတတိယတက်တန်းကဖြစ်နိုင်ချေရှိသလား။ Trump ကတော့အခြေခံဥပဒေမှာဟာကွက်တွေရှိနေတယ်လို့ရှုမြင်ပါတယ်။အဲ့ဒီအတွက်တရားရုံးမှာအကဲဆန်းကြည့်မဲ့ပုံပေါ်ပါတယ်။တနည်းအားဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲဖို့ထက် ပြဌာန်းချက်ပါသတ်မှတ်ချက်တွေကိုအားနည်းချက်ရှာပြီးလက်တလုံးချလုပ်ယူမဲ့သဘောမျိုးရှိပါတယ်။လလော့ဆယ်ထရမ့်ဘတ်တော်သားတွေလေတံလွှင့်နေတာကတော့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလူပုဂ္ဂိုလ်တဦးကရွေးကောက်ခံမှုနီလန်းနဲ့နှစ်ကြိမ်ထက်ပိုပြီးသမရဖြစ်ခွင့်မရှိဘူးလို့ပဲပြဌာန်းထားပြီးဆက်ခံမှုနဲ့ပတ်သက်လို့တော့တားမြစ်မထားဘူးလို့ဆိုပါတယ်။အထိပယ်ကတော့လာမယ့်2028ခုနှစ်ရွေးကောက်ပွဲမှာထရမ့်ရဲ့လက်ရှိဒုသမရဂျိမ်းဒေးဗစ်ဗန်စ်ကသမရလောင်းဖြစ်ရွေးကောက်ပွဲဝင်ပြီး ။ Trump ကတော့ဒုသမ္မတလောင်းအနေနဲ့ရွေးကောက်ပွဲဝင်တဲ့နီလန်းမျိုးကိုတုံးလာနိုင်ပါတယ်။တကယ်လို့အနိုင်ရခဲ့ရင် Vance ကကြမ်းတက်စာချိန်ဆိုပြီးသမ္မတရာထူးကိုလက်ခံအဲ့ဒီနောက်မှာနှုတ်ထွက်သွားပါမယ်။ဒါဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေသတ်မှတ်ချက်နဲ့အညီဒုသမ္မတဖြစ်တဲ့ Trump ကရာထူးနေရာကိုအစားထိုးပြီးတော့ဆက်ခံပါလိမ့်မယ်။အဲ့ဒီလှုပ်ထုံးလုံဤအရာဖွဲ့စည်းပုံဥပဒေမှာပြဋ္ဌာန်းထားတဲ့လူပုဂ္ဂိုလ်တဦးဟာသမ္မတတက်တန်အတွက်နှစ်ကြိမ်ထပ်ပို့ပြီးရွေးကောက်ခံပိုင်ခွင့်မရှိဘူးဆိုတဲ့စီမင်းကို ကျော်သွားနိုင်မယ်လို့ထရန့်ဘတ်တော်သားတွေကယူဆနေတာပါ။ဒါကကျင့်ဝတ်ပိုင်းအရာတော်တော်လေးအကြီးတန်းတဲ့စဉ်းစားမှုမျိုးဖြစ်တယ်လို့အမေရိကန်ရဲ့တရားရေးခိုင်မာမှုကိုမှတ်ကြောက်တင်မဲ့စိန်ခေါ်မှုတောင်ဖြစ်လာနိုင်ပါတယ်။ထရန့်ရဲ့အကြံပေးအရာရှိဟောင်းစတီဗန်ဘန်နွန်ကထရန့်ဟာနောက်တစ်ချိန်ရွေးကောက်ပွဲဝင်မဲဆိုရင်တောင်အနိုင်ရအောင်မဲလို့ယုံကြည်ကြောင်းပြောပါတယ်။ဒီအခြေအနေမျိုးကိုဖန်တီးနိုင်ဖို့အပြောင်းအလဲတချို့လည်းစဉ်းစားနေကြကြောင်းသူကဆိုပါတယ်။ဒီတော့တွင် တင်နက်စီပြည်နယ်ကိုစားပြု Republican Party အောက်လက်တော်အမတ် Oakless ကသမရတအူဟာ၃ချိန်ဆက်တိုင်မဟုတ်ပဲတက်တန်း၃ချိန်တာဝန်ထမ်းဆောင်ခွင့်ရတဲ့ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေအပြောင်းအလဲမျိုးရှိတင်တယ်လို့နှစ်ကြောင်ပေးလာပါတယ်တကယ်လို့အဲ့ဒီလိုသာပြင်ဆင်ပြောင်းလဲမယ်ဆိုရင် Trump သာမကပဲတက်ရှိထင်ရှားရှိနေစေ American သမရဟောင်းတွေလည်းနောက်တစ်ချိန်ရွေးကောက်ပွဲဝင်ပြီးသမရဖြစ်ခွင့်ကိုမျှော်လင့်နိုင်မယ်သဘောပါဒီကိစ္စလူပြောများနေပေမဲ့လက်တွေ့မှာတော့ လေထဲအယုတ်ရေးတဲ့အဆင့်ထက်ပိုမလာနိုင်ဘူးလို့နိုင်ငံရေးအကဲခတ်တွေကဆိုပါတယ်။ဒါဆိုတတိယသမရသက်တမ်းကိုဘသူတွေကကန့်ကွက်တယ်လဲ။တေချာပေါက်အဖြစ်ဒီမိုကရက်တစ်ပါတီကထရမ့်ရဲ့အစီအမံတွေကိုကန့်ကွက်ပါတယ်။တူတူခခကိုညှင်းဆို့ထားတာပါ။သမရတယောက်ကသက်တမ်း၃ချိန်အထိတာဝန်ယူမယ်ဆိုရင်အမေရိကန်ရဲ့ဒီမိုကရေစီစံတန်ဘိုးတွေကိုထိခိုက်လာစေနိုင်တယ်လို့ညူယောက်ပြည်နယ်ကိုစားပြူးအောက်လွတ်တော်အမတ်ကပြောပါတယ်။ သူကနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေစံတန်ဖိုးတွေအပေါ်လေးစားယုံကြည်တယ်ဆိုရင် Republican အမတ်တွေကိုယ်တိုင် Trump ရဲ့တတိယသမရသက်တမ်းရည်မှန်းချက်ကိုစန့်ကျင်ရပ်တည်ဖို့လိုတယ်လို့ပြောပါတယ်။တကယ်လဲ Republican Party ထဲမှာတော့ဒီကိစ္စကိုမကြိုက်တဲ့သူတွေရှိပါတယ်။အတိအလင်းဝေဖန်ထားသူတယောက်ကတော့ Oklahoma ပြည်နယ်ကိုစားပြုအထက်လွှတ်တော်အမတ်မူလင်းပဲဖြစ်ပါတယ်။အိမ်ဖြူတော်မှာ Trump ကတတိယအကြိမ်မြောက်လေးနှစ်သက်တမ်းတာဝန်ယူမဲ့ကိစ္စမျိုးကိုသူကတော့ထောက်ခံမှာမဟုတ်ဘူးလို့အတိအလင်းထုတ်ပြောထားတာပါ။ အမေရိကန်ပြည်သူတွေရဲ့တကယ်စံတာအမှန်မဟုတ်ဘူးဆိုရင်သူကဖွဲ့စည်းပုံအခြေခံဥပဒေကိုလုံးဝပြောင်းလဲစေမှာမဟုတ်ဘူးလို့မူလင်းကဆိုပါတယ်။ပြီးတော့တခြားသဘောထားတူတဲ့ Republican အင်အားစုတွေလည်းထပ်ပြီးတော့ရှိနိုင်ပါတယ်။ဒါဆိုရင်ပညာရှင်တွေကရောဘာပြောသလဲ Notre Dame တက္ကသိုလ်ရဲ့ရွေးကောက်ပွဲဥပဒေပါမောက္ခတူဖြစ်သူ Derek Muller ကတော့ American ဖွဲ့စည်းပုံဥပဒေပြင်ဆင်ချက်အမှတ်၁၂မှာသမရတာဝန်ယူဘူးသူတဦးက ဒုသမရနေရာကနေရွေးကောက်ပွဲဝင်ပိုင်ခွင့်မရှိတဲ့ကြောင်းပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့ပြောပါတယ်။ဒီတော့သမရအဖြစ်နှစ်ကြိမ်တာဝန်ယူဖို့ပြီးသားထရမ့်ကဒုသမရအနေနဲ့နောက်တစ်ကြိမ်ရွေးကောက်ပွဲကိုရောက်လာခွင့်မရှိတော့ဘူးလို့သူ့အမြင်ကိုပြောပါတယ်။ထူးထူးဆန်းဆန်းညံ့ညံ့တဲ့တွေတုံးပြီးဖွဲ့စည်းပုံဥပဒေကိုလှည့်စားကြော်ဖြတ်ဖို့အကြံစီတွေကဒီကိစ္စမှာအလုံးမဖြစ်တော့ဘူးလို့သူကဆိုပါတယ်။ဘော့စတန်တက္ကသိုလ်ရဲ့ဥပဒေပါမောက္ခတအုပ်ဖြစ်သူဂျယ်ရမီပေါ်ကလည်း တတိယသမရတက်တန်းကိုလက်တွေ့တာဝန်ယူနိုင်ဖို့ဥပဒေကြောင့်အရာအရေးဆိုတောင်းခံဖို့အခွင့်အလမ်းမရှိသလောက်ပဲလို့ပြောပါတယ်။ဒါပေမဲ့ထရမ့်ရဲ့လူတွေကတော့သူတို့မှာမျောလင်းစရာနီလန်းတွေရှိနေတုံးလို့ယုံကြည်နေပုံရပါတယ်ရှင်။ People's Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့ည၈နာရီချိန်တိုင်းမှာတင်ဆက်ပေးနေပါတယ်ရှင်။ စပွဲတွေတိုက်ပွဲတွေဘုံကျဲထားခွေတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြည်စံစတာတွေကိုမထိမကင်နေရမပြောင်းရွှေ့ကြပါနဲ့